ဆရာကြတော့ဘယ်လိုပြောရမလဲဆိုတော့အမေနဲ့မအားလို့ပြီးပါတယ်ဟိုးငယ်ငယ်လေးတွေကအမေနဲ့ပဲတောက်ချောက်အဲ့လိုမျိုးရက်ကလို့စဖြစ်နေဆက်ဆက်ရေးဆိုရယ်အမေမပါတော့တော့တာမှ तू ကရှိရှိတာမရှိဘူးလေဆိုတော့အဲ့ပေါ်မှာတော့ဒါအမေငယ်တော့ခံစားရဆိုဘူးမဆိုဒါမိမအတိုင်းဖြစ်မှာပါပဲချစ်လေဦးဟိုတဘွားလုံးကစားရှိရှိနေ ိမ်မှာပဲကိုယ်ပဲလည်းသူရဲ့ဒါစိတ်ထူရှားမှုခံစားမှုနဲ့အတူရှင်လေးကစကားပြောတယ်ဆိုပြလည်းဆိုပြရဲ့စိတ်ချင်းရင်လည်းကစကားအစစ်မှန်လည်းဆိုပြလို့အမအမတရားလေးပြောခဲ့တာပေါ့နော်ဟုတ် ရပါတော့ဒီလိုရှင်လည်းကအစ်စ်မန်စကားတစ်ခုပဲဆိုလို့ပြောချင်တာပေါ့နော်အဲ့တော့ဟိုကြိုးစားစားထားလည်းမရှိဘူးဘဝတစ်ခုကိုအတူတူလေးဘာမဆောင်ရစားရတာတော့ချင်တယ်ကျဉ်းနာတရားဝေးကွာရဝေးဆံပြရတဲ့ င်ချစ်ကပါအဲ့ဒါကိုပေါ့နော်ဟိုချစ်လို့အားရပြီးတော့ချစ်ရတဲ့ကယောက်တယ်လို့ပဲချစ်ပြီးတော့ယောက်တယ်လို့ပဲတတ်ချင်တယ်အဲ့ဒါတော့စမီးတို့ကဒီဘုရားပွဲခန်းမှာ ောင်းတဲ့တူနဲ့တူပြန်လာပြောတဲ့အခါမှာဆွေမျိုးတို့စိတ်แทရပေါ့ဆွေမျိုးတို့ရှင်တွေကအစ်စ်မန်စကားတစ်ခုကိုပဲဆွေမျိုးတို့ပြောချင်တာပေါ့နော်အဲ့အတွက်ဟိုကြိုးစစ်စားထားတာလည်းမရှိဘူးအဲ့မှာပဲကိုယ်ငယ်လေးသူရဲ့စိတ်ရှာမှုခစားမှုနဲ့အတူရှင်လေးကစကားပြောတယ်ဆိုပြရလဲဆိုပြရဲ့စိတ်ချင်းရင်လည်းကစကားအစမဲ့လဲဆိုပြီးအမအမတရားလေးပြောခဲ့တာပေါ့နော်ဟုတ်တဘောကတော့ကစားရှိရှိနဲ့ ်ညံ့လုံးလုံးတံပိုးထားပြီးတော့အဲ့ကွဲရတော့ကျွန်တော်တော့ဟိုတောက်လျှောက်ကျွန်တော်ရေးခွင့်ပါတယ်။တရက်နဲ့ပျော်နေပါတယ်။အဲဆိုပြီးစီအဲ့လိုစကားမျိုးလေးကြားတဲ့အပေါ်မှာလည်းကျွန်တော်နေတဲ့တကယ်မှဟိုတော်တော်လေးကိုစိတ်ထားမှာဖက်လက်လည်းလဲဒါကတော့မိဘဆိုတဲ့ဟိုဒါမိဘဆိုတာကတော့ဒုမဆိုလေပကောသာတပိလေမလောက်ပဲအသက်ကြီးတာကြီးလို့ပဲမြင်လားပြီးတော့ ဆိုပြရကြတော့ဘယ်လိုပြောရမလဲဆိုတော့အမေနဲ့မအားလို့ပြီးပါတယ်ဟိုးငငယ်လေးတွေကအမေနဲ့ပဲတောက်ချောက်အလိုမျိုးရက်ကလို့စဖြစ်တဲ့ဆက်ဆက်ရေးဆိုရင်အမေမပါတဲ့တွားတာမှ तू ကရှိရှိရမရှိဘူးလေဆိုတော့အဲ့ပေါ်မှာတော့ဒါအမေငယ်တော့ခံစားရဆိုမသူမဆိုဒါမိမအတိုင်းဖြစ်မှာပါပဲအမေနဲ့အမေကတော့ကျွန်တော်ညာနဲ့ချစ်တယ်ပြီးတော့ ဆိုပြီးအပေါ်မှာလေဟိုးအရင်ပြရပေါ့နော်ဒီလိုပြောမယ်ခင်မင်းရင်းဆွဲပေါ့ခင်မင်းဟိုးဒါလေဟိုးရင်နေရဆိုပြီးဟိုဒါအရန်ဟိုခင်းတဲ့ထင်မှလည်းပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့အခုချိန်မှာဟိုကျွန်တော်ခပေတဲ့မမီးရလေဟုတ်လားဟိုသူတို့ချစ်တဲ့တာခါချစ်တဲ့မျိုးသမီးတယောက်ကိုသူ့ရဲ့ချွေးမတယောက်ကိုသူတို့ကလေသူတို့ရဲ့သမီးကဲသူတို့ကလေလိုက်ချစ်ပြီးတော့သူရဲ့အပေါ်မှာကျွန်တော်တကယ်ဝမ်းသာပါတယ် ဆိုပြီးပုံမှာတကယ်ကိုချစ်တယ်ဆိုတာကိုလည်းကျွန်တော်ကတကယ်ကိုမြင်ပြီးပြည့်နေတာစိတ်ထဲမှာတကယ်ကိုဝမ်းသာမိတယ်အဲပြီးတော့ကျွန်တော်အခုဒီမိကလာအပွဲလေးကိုလည်းဘာပြောအပွဲတတိယလေးလို့ပြောတယ်ဟုတ်ပြောတယ်ဝမ်းသာပေးတာခက်တူဝမ်းဝမ်းသာပေးကြတဲ့အပွဲတတိယလေး မတို့ရဲ့ပွဲလေးတွေကိုကြည့်ပြီးပြကြရပါမယ်စိတ်ထဲမှာတကယ်တော့ကြည့်လို့မိပါတယ်တကယ်ပြောရပါတယ်တကယ်လို့ပြောတဲ့နေရာလည်းခုလိုမျိုးပေါ့တော့ရရှင်ပေးကြတဲ့အတွက်လည်းသူတို့တကယ်ဝမ်းသာရပါတယ်ဟုတ်